ုံပိုင်းလေးရှင်းရဲ့ဒေတာလေးကစီသူ့ရဲ့အတိတ်တွေလေးကရွေးချက်ကြီးရွေးချက်ကြီးပုံပိုင်းလေးရှင်းဆိုတာကရွေးချက်ကြီးဖြစ်ပဲလေအဲ့တော့သူ့ရဲ့ပုံပိုင်းလေးရှင်းရဲ့ definition ကိုပုံပိုင်းပုံပိုင်းလေးရှင်းဆိုတာရွေးချက်ကြီးဖြစ်ပဲ recommendation this is selection recommendation ဆိုတာရွေးချယ်ခြင်းတစ်ခုပဲဖြစ်တယ်အဲ့ဒီအဲမှာဆိုလို့ရှိရင် in which အစီအစဉ်ချမှတ်ခြင်းအရဆိုလို့ရှိရင်အရေးမပါဘူး that's not aura that's not matter ရာဝတ္ထုတွေရဲ့အစီအစဉ်ချမှတ်ခြင်းအရဆိုရင်အရေးပေါ်မှာ of object ဘယ်အရာဝတ္ထုတွေလဲဆိုလို့ရှိရင် from a collection combination is a selection combination ဆိုတာက region မှုတစ်ခုပဲဖြစ်တယ် in which ဲ့ဒီရွေးချယ်မှုတွေမှာဆိုလို့ရှိရင် aura does not matter of object အရာဝိတုတွေရဲ့စီစဉ်ချမှတ်မှုတွေက does not matter အရေးမပါဘူးเนาะကျုံတလို့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ရွေးချယ်မှုတွေက from a collection เนาะစူးစီးမှုတစ်ခုထဲမှာအရာဝိတုတွေရဲ့စီစဉ်စီစဉ်သတ်မှတ်ခြင်းတွေကဆိုလို့ရှိရင် does not matter အရေးမပါဘူး combination ဆိုတာလည်းပြောပြမယ်ဒါလဲရွေးချယ်မှုတွေ ဖြစ်တယ်။အဲဒီလိုရွေးချယ်တဲ့အခါမှာစီစဉ်ချမှတ်မှုရာဆိုလို့ရှိရင်အရေးမပေါ့။ဒါပေမဲ့ဒါကိုငါတို့ကော်မန်ဆိုရင်မိုဘိုင်းလေးရှိလို့ခဏတခုဆရာတို့ပါမူလေးရှိပါပါမူလေးရှိရဲ့ပုံစံလေးရေးလို့ကွန်မိုင်းလေးရှိမှလည်းကွန်မိုင်းလေးရှိရဲ့ပုံစံလေးရေးထားတာရှိတယ်။ဒါနောက်တော့ကွန်မိုင်းလေးရှိနံပါတ်တော့ကွန်မိုင်းလေးရှိနံပါတ်တော့ကွန်မိုင်းလေးရှိ မနေ့ကလိုပဲဆရာတို့မတူညီတဲ့အရာဝတ္ထုတွေမှာရှိတဲ့အန်ကူကနေပြီးတော့မတူညီတဲ့အရာဝတ္ထုတွေမှာရှိတဲ့အန်ကူကနေပြီးတော့အန် distinct object မတူညီတဲ့အရာဝတ္ထုအန်ကူတွေကနေပြီးတော့ဆရာတို့တစ်ချိန်မှာအာကုကိုယူလိုက်တယ်ဒီကအာအဒီက မတူညီတဲ့အရာဝတ္ထုအံကူတွေကနေပြီးတော့အချိန်မှာအာကူကိုလိုက်မယ်ဆိုရင်ဆရာတို့ဒေနမ်းမှာတော့ပုံမှန်လေးရှိခုတတ်မှတ်မှာက is donated တိုင်းအာပုံမှန်လေးရှိဆိုတော့ C R ဆိုပါပဲနော်နော်ပြန်ပြောပြ The number of combination of a distant object မတူညီတဲ့အရာဝိတုအံကူတဲ့ကနေတော့တိတ်ကအာအတ္တိကဒီချိန်မှာအာဟုကိုကျွတ်တယ်ဆိုအဲ့ကောင်ကိုလည်းလမ်းမတော့ပုံမှန်ရေးရှိဘူး is related by ncr ဆိုပြီးတော့ဒါပြည့်တယ်ဆိုရင်ဟုတ်ပါတယ်ဒါပေမဲ့ကဲတော့ကျွန်တော်ပြောပြမယ်နော်ပုံမှန်ရေးရှိဆိုတာတေကေတာက c လို့သတ်မှတ်တယ်ရွေးချယ်ခြင်းပေါ့ပုံမှန်ရေးရှိပုံမှန်ရေးရှိ is slash ပုံမှန်ရေးရှိဆိုတာရွေးချယ် in which အဲ့ဒီရွေးချယ်မှုတွေမှာဆိုလို့ရှိရင် aura does not matter of object အရာဝတ္ထုတွေရဲ့ aura အစီအစဉ်တွေဟာဆိုလို့ရှိရင် does not matter အရေးမပါ from a collection စူးစီးမှုတစ်ခုမှအရာဝတ္ထုတွေရဲ့အစီအစဉ်ချမှတ်ခြင်းရတယ်ဆိုရင်အရေးမပါဒါကိုဘာလို့ပေါ့လဲဆိုရင် combination လို့ပေါ့ combination ဆိုတာကစီးတဲ့ aura ပေါ့ဟို aura aura တွေကဘာလို့ဆိုရင်အရေးမပါနော် the number of combination of a distant object မတူညီတဲ့အရာဝတ္ထုအကူတွေကနေပြီးတော့တိတ်ကအာအဒီတိုင်ဒီချိန်မှာအာကူရေးလိုက်မယ်ဆိုရင် the number of combination ကို is related by ncr ဆိုပြီးပါတယ်ဆိုရင်ဟုတ်လားဟုတ်တော့ကဲအဲ့တော့ဆရာတို့ဒီ ncr လေးရဲ့ formula လေးကိုဆရာတို့ကြည့်ရအောင် if m and r ဟန်လဲအာငါတဲ့အာအင်ဒီဂျာဖြစ်ပြီအင်ဒီဂျာဖြစ်မယ် with ဒီအာလေးက0နဲ့ဟန်ကြားမှာရှိမယ်ဆို0 less than equal အာ less than equal ဟန်ကြားမှာရှိတယ်ဆိုရှင် NCR ကပေါ်လာတာ NCR equal to เอ่อซีอาร์โฮโลจีเอ็มพีอาร์บายอาร์ฟาตูรีเอาเหรอเอ็มซีอาร์ฟอร์มูลานี้อ่ะเอ็มพีอาร์บายอาร์ฟาตูรีเอาเสียรู้มั้ยเนี่ยติงเลยถ้าไม่แม้อะต้องไม่ใช่แกอ่ะเอ้ยเอ็มพีอาร์ฟอร์มูลานี้ป่ะพี่ดิล่ะเอ็มพีอาร์ฟอร์มูลานี้อ่ะเอ็มพีอาร์อีควอลทูเอ็มฟาตูรีเอสอรี่เอ็มฟาตูรีเอบายเอ็มไมเนอร์อาร์ฟาตู ဲ့တော့အခု NCR ရဲ့ formula က MPR by R factor ဖြစ်တယ်။အဲ့တော့ MPR နေရာမှာဆရာတို့ဘာတွင်းလိုက်လဲဆိုရှင်ဘယ် factor ရဲ့ by ဘာတွင်းလိုက်အဲ minus နဲ့ R factor ကိုဘာလုပ်လိုက်လဲဆိုရှင်ဟုတ်လားဘာပါရှိတယ်ဆိုရင် R R factor ရဲ့ MPR လေးက factor ရဲ့ by အဲ minus R factor ဒါက NCR ရဲ့ဘာလို့လဲဆိုတော့တို့မဲ့ NCR ရဲ့ကြားမလားအဲဒီကောင်လေးကိုဆရာတို့အချက်ပြတ်ပြီးတော့ရေးလိုက်မယ်ဆိုလို့ရှိရင် alpha torie ဆိုတာက n n minus 1 n minus 2 n so on n minus r plus 1ဟုတ်နော် alpha torie ဆိုတာက r r minus 1 r minus 2 အဲဆိုးကိုဘယ်မှာဆုံးလဲဆိုရှင်ဝမ်းမှာကဲအဲ့တော့ဆရာတို့ NCR ကဲဖော်မြူလာတွေက n factorial ပါ r factorial အင်း n minus r factorial ဒါမလားဒီဟုတ်ပြီအဲ့ဆိုရင်ဆရာတို့နည်းလေးလေ့ကျင့်လိုက်ရအောင် nice တူဆိုပါလို့ nice တူဆိုလို့ရှိရင်ဆရာတို့ဘယ်လိုဖြတ် nice တူဆိုလို့ရှိရင် nine factorial by 3 3 factorial in 9 minus 3 okay 9 minus 3 factorial ဆက်တူရဲ့ဆက်တူရဲ့9 minus 3ဘာဖြစ်လဲဆိုရှင်လေဆက်တူရဲ့ဆက်တူရဲ့ဟုတ်ပြီ AC4 ဆိုလို့ရှိရင်ဇာတ်ကိုတွေ့ရမယ် A factorial by 4 factorial in h minus 4 factorial ဒါပဲနော် တော့အဲ့တော့ 5C3 ဆိုလို့ရှိရင်ဆရာတို့စာပြုတ်တယ်5 factorial by 3 factorial into 5 by 3 factorial ရအောင်ဒါရီကပြီးတော့မှဆရာတို့ဆက်ရှင်းတာစာပြုတ်လိုက်ရမယ်နော်ဒါရမယ်ဆိုရင်ဆရာတို့ example 14 15အရစာပြုတ်ပါလိုက် evaluate တက်တော့12 C1 ကိုတွဲရမယ်ဟုတ်ပါဘူး 21 C1 ကိုကြွရမယ်21 C21 ကိုကြွရမယ်21 C19 ကိုကြွရမယ်ဟမ်21 C21 ကိုပါတော့ကြွရတယ်ကြည့်တော့ကြည့်တော့21 C1 21 C1 ကဲပုံပိုင်းလေးရှင်းဖို့လာတဲ့ဆက်ဖတ်လိုက်ဘာဒီဝါဖက်တိုရီရဲ့ပါဝါဖက်တိုရီရဲ့ဂျင်ဂျူဂျင်ဂျူဘာဒီဝါမိုင်းနဲ့ ဟုတ်နော်အဲ့တော့21 factorial ရဲ့ဆိုတာကအောက်ကဟောင်းပြင်ရှင်းလိုက်မှာကွာ1 factorial 21 minus 1ဆိုတော့20 factorial ဒီတော့ဆရာတို့ပြန်လိုက်အကြီးဆုံးကောင်းလက်ခြေခြေလို့ဆရာတို့21 into 20 factorial ဆိုတာအဲ့တော့ဒီနဲ့ဒီနဲ့ခြေလိုက်တယ်1 factorial က1ပဲပေါ့ ่านี่ว่าไะไวันสุขาสุขเนี่ยวันี่ว่าฮัลโหลวันี่ว่าสีวันี่ว่าวันที่ว่าฟาดูเย่วันที่ว่าฟาดูเย่วันที่ว่าฟาดูเย่วันดีวาไม้แน่วันดีวะฟาดูเย่กิดเพราะมวันีวะฟาดูเย่ก็แบบนี้เลย zero ฟาดูเย ပေါ်က21 factory အဲ့တော့ဆရာတို့မလုပ်လိုက်လို့ခြေလိုက်တယ်21 factory ရဲ့နဲ့21 factory ရဲ့ခြေလိုက်ဇီရို factory ရဲ့ဆိုတာဆရာတို့လောက်ထဲမှာမှတ်တာဇီရို factory ရမှာ1 1နဲ့အဲ့တော့1 by 1ဆိုတာဘာရောက်1ဟုတ်တော့နောက်တစ်ခု21 c 19 equal to 21 factory factory ရဲ့ a ဒီ ก็นี่ว่าไหนเนี่ยไหนนี้ไปดูที่เจ้าไหนนี้ชี้ตรงชี้อยู่ตัวตัวนี้ว่าตัวนี้ไหนนี้ไปดูที่เจ้าเอาก็ไหนนี้ไปดูที่เจ้าจะดีกว่าเนี่ยไหนนี้ลูกดอกตัวไปดูที่เจ้าเออไหนนี้ไปดูที่เจ้าไหนนี้ไปดูที่เจ้าชี้ได้ไหมตัวไปดูที่เจ้าตัวเอ็นดูว่า အက်တလီနှစ်ဒီဇယ်လီနှစ်ဆင်အဲ့တော့ဘာရမလဲနေရဒီမှာနော်ခါတော့ဘာလဲဆိုရင် 21C 21C2 equal to 21 factorial 2 factorial 21 minus 2 factorial equal to အဲ့တော့ကျွန်တော် အောက်ကိုရှင်းလိုက်မယ်2 factorial into 9 19 factorial အဲဆိုရင်အချင်းဆုံးကောင်ချေဖို့အတွက်21 20 19 factorial အဲ့တော့2 factorial ဆိုတာ2 into 1နှစ်ကလီနှစ်နှစ်ဆယ်လီ20 equal to 100ဒီကောင်လေးကိုဆရာ ိုးထွက်ခဲ့တဲ့ကောင်တွေကိုလေးလာပြီးတော့ဆရာတို့မလုပ်နဲ့ဆိုလို့ရှိရင်နှုတ်ကလေးတွေမလုပ်လိုက်ဘူးထုတ်လိုက်အဲ့တော့20 C1 က21ရ21 C1 ကပါလဲဆိုရင်21 21ရအဲ့တော့ C1 ကပါလဲဆိုရင်21 21ရ 21က21ရောက်မယ်ဆိုရင်ဆရာတို့က NC1 ကမရအဲ့အဲ့ရဒီနုတ်လေးပတ်ထားပုံစံလေးတွေ့တဲ့အခါမှာဆရာတို့ဒီလိုမျိုးတွေ့နေတော့ NC1 ဆိုတဲ့ပုံစံတွေ့ရတယ်ဗျာအဲ့ရအဲ့ရမယ်ဆိုတာဆရာတို့သိထားနောက်တစ်ခု21 C 21က1ရတယ်ဆိုလို့ရှိရင် NC1 ကဆရာတို့ဗျာ ဝိုင်းရဝိုင်းရပုံစံထဲမှာဆရာတို့ဒီပုံစံတွေ့တဲ့အခါမှာဒီလိုမျိုးတွက်နေတော့ဘူး NCN ဆိုရင်1ဆိုတာဆရာတို့ခါလေးသိနေရဟုတ်ပြီနော်နောက်တစ်ခု21 C 19က230နဲ့ပါပြည့်စုံပြီးပြည့်နောက်တစ်ခု21 C 2ကပါပြည့်စုံပြီးပြည့်နောက်တစ်ခု21 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 C 2ကပါပြည့် ဲ့ဒါဆိုလို့ရှိရင်ဆရာတို့ဗာနဲ့ဗာနဲ့21 C 19နဲ့21 C 21 C 2နဲ့ဟာအဲ့ဒီကောင်ကဗာနဲ့တူမလဲဆိုလို့ရှိရင်21 C 21 high နဲ့19နဲ့ဗာပဲဆိုလို့ရှိရင်တူတယ်ကြည့်21 C 21 minus 19ကဘာဖြစ်လဲဆိုရင်20 C ဟုတ်နော်ပြင်မယ်နော်နောက်တစ်ခုရေးချင်သေးဘာရေးလို့ရမလဲဆိုရင်21 equal to ဒါလေးကိုသိတဲ့ဘုံပေါ့ဘူးဆိုနောက်တစ်ခုခါထပ်ရေးပြလိုက်21 c ဟုတ်ပြီ21 minus 2ပေါ့အဲ့နဲ့ဘာဖြစ်လဲ2ပဲတင်လားအားကိုရင်အိုက်ကလေးပြောဆရာတို့ formula ရေး formula မှာမှားမဲ့ကောင်းလေးတစ်ခုကိုမလုပ်လိုက်ပဲဆိုရင်မှတ်လိုက်မယ်ဘာဖြစ်သွားလဲ N C R ဆိုလို့ရှိရင်ဘာနဲ့တူလဲဆိုရင် N C N မိုင်းနဲ့ပါတယ်12 C ဒါနည်းဆိုရင်ဘာဘာနဲ့တူလဲ12 C ဟုတ်ပါဦး21 c နာရီဆိုရင်21 c 21မိုင်းနဲ့နာရီနဲ့တူတယ်ဟုတ်ပါ့မလား21 c 21 c 2ဆိုရင် 21C 21 minus 2နဲ့အဲ့ဒီတော့ NCR ဆိုရင် NC and minus 5နားလဲလားနားလဲနားလဲပဲเนาะအဲ့ဒါဆိုရင်စုစုစည်းစည်းလေးပြတော့အရင်ပိုင်းမှာဆက်လို့ပြီးခဲ့တဲ့တီးရမယ်ကောင်းလေးတွေပါပြီးခဲ့တဲ့ကောင်းလေးတွေပါဆက်လို့မလုပ်လိုက်လို့ဆိုရင်ဆက်ပြီးတော့ပြီးလိုက်အဲ့တော့0 factorial တွေကဘာနဲ့တူလဲ1 1နဲ့တူတယ် MP တော့ကဘာနဲ့တူလဲ ဆရာတို့ဝါနေအပီအန်ကဆရာတို့ဘာနဲ့ပြောဆိုရှိတယ်ဝါအန်ဖတူရီယနဲ့ပြည်ဟုတ်လားအမ်ဘီယန်ကဘာနဲ့ပြည်လဲအန်ဖတူရီယနဲ့ပြည်နောက်တစ်ခုဆက်ပြီးတော့ဆရာတို့ဖတ်မယ်နော်အန်စီနောကဘာနဲ့ပြည်လဲဝါနဲ့ပြည်လဲဟာလို့ရဟာလို့ရမယ်နော်ဒါကိုဆရာရှင်းပြတာသိလား ပဲเนาะပုံစံတွက်တဲ့အခါမှာဒီလိုပုံစံလေးပါလာပြီးလို့ဒါမျိုးတွေထက်မတွက်တော့ဘယ်နဲ့မလုပ်လဲဆိုရင်တစ်ခါလေးတန်းပြီးတော့ဆရာတို့ကွက်လို့ကြအောင်မှတ်ထားလိုက်ပေးကြရအောင်ရပြီเนาะအဲ့ဒါဆိုရင်ဆရာတို့နောက်တစ်ပုဒ်ပေါ့ exercise 5.3က number 1 show the တတိပြပြရ25.74ဟာ24.85နဲ့2ချောင်းပါလို့ပြရမှာဆိုရင်တတိပြ si a a အဲ့ဆရာတို့လက်အဆက်ကိုဆရာရင်ရှင်းလိုက်မယ်လက်အဆက်ဒီကွဲဒူ12 c 5 dot 7 c 4ကွဲ12 c 5ဆရာတို့ formula လေးပြောတော့မယ်12 factorial 12 factorial by 5 factorial 5 factorial 12 minus 5 5 factorial 12 minus 5 factorial ဆိုတော့ ဆရာတခါလေးရေးလိုက်တော့နော်7ဖတ်ရပါတော့ပုံမှန်တစ်ခုတော့ဆရာပုံပြပြပြလို့ဆိုပြီးပြီးပါတော့အခုခုကြတော့ဆရာကြော်လိုက်တော့ရေဘူးတော့7ဖတ်ရနော်နောက်တစ်ခုကြတော့ပါလေ7 7 C4 ဆိုတော့7 factorial ရပါ4 factorial ရဒီ7 minus 4 factorial ဆိုတော့3 factorial ဒါ ီကောင်းရဲဒီကောင်းရဲနောက်ထားလဲဆိုတော့ကျွန်တော်တို့မလုပ်လိုက်ဘူးခြေလိုက်ပါပေါ့ဒီကွဲလူအပေါ်က12 factory ရဲ့အောက်က540 5 factory ရဲ့အင်4 factory ရဲ့အင်3 factory တော်ပြီဘာပဲခဏပိုင်းနောက်တော့ right hand side ကိုမလုပ်လိုက်ဘူးရှင်းလိုက် y as equal 12c4

အပေါ်ကဘာရလဲဆိုရင်12 12ရဲပါအောက်ကကြတော့5ဆက်ပါတော့ဒီလိုပြန်လဲဟုတ်လား5 5 factorial ရဲ့4 factorial ရဲ့3 factorial အဲ့တော့ left hand side နဲ့ right hand side ကတူတဲ့အတွက်ကြောင့်ဒီလိုကျတော့ဘာလဲဒီနှစ်ခုပါပြည့်တယ်လို့ဒီနှစ်ခုကပြည့်တယ်ပါ 12c5 တော့ 7c4 12c4 တော့ AC5 ဟာလေငါကဆရာတို့ combination formula နဲ့ခုမှဆရာတို့သိရ formula နဲ့ဆရာတို့မလုပ်တာလေနော်ကျတော့ grade 11တို့ကတွက်ခဲ့တယ် binomial ရဲ့ theorem မှာဆရာတို့သုံးခဲ့တယ်သုံးခဲ့တာလေရှိဟာလားအဲ့ဒီနည်းကအခုနောက်တစ်မျိုးတွက်နောက်တဲ့ပုံစံတွေမှာဆရာတို့အခုတွက်တဲ့နည်းနဲ့ပဲမလုပ်တော့ဘူးဆိုရင်တွက်တော့ဒါ formula လေးကိုရှင်းပါတော့အောင်သိအောင်ကြောက်ထားပြလိုက်ခဲ့တယ်နော် ခါခုလာဆာတော့တလေးနဲ့တော့ပဲနော်လာအာဆာခွေးဒီနောက်တလေးနဲ့မတွက်ခင်ဆရာကျူတင်ပြီးတော့နည်းနည်းလေးဝင်လို့ပြလာဆောင်းဂရေး11လောက်တော့ဆောင်းဖြတ်ခဲ့တာ ACP ACP ကိုဖြတ်မယ်ဆိုလို့ရှိရင်8ကနေစမယ်သုံးလုံးရေးမယ်8 7 6 3 2 1ပတ်ပြီးတယ် အဲ့ကနေစမယ်သုံးလုံးရေးမယ်8 7 6 3 2 1 1 2 3ဝမ်းတူတူရေးတယ်3 2 1ရေးတယ်ဆရာ3 2 1ပဲဒါလို့ဆိုရင်ကြီးတယ်နော်အဲ့စစ်စီ9 C 7ကိုရေးမယ်ဆိုလို့ရှိရင်ဓာတ်စီ7ကိုမြည်ကွာအကြာကြီးရေးတာဓာတ်စီ3ကိုရေးမယ်ဆိုလို့ရှိရင်ဓာတ်ရေးစမယ်9 6 4 4 Three, two, one. One. Hold up. Can I go? I go. Dance. Dance for. Dance for. Dance for. You have to. Dance. Dance. Nine. Nine. Eight. Seven. Seven. Four, three, two, one. Come in. Bye bye. အမ်းပြေနော်ဒါတော့သူ grade တွေပြရဟာမှတ်ပြီးသွားတော့တကယ်အခုဒီကောင်လေးကိုအခုဒီပုံစံနဲ့ဆရာတို့မလုပ်မယ်ဆိုရင်ပြောလိုက်ဒီစီဖာဒီစီဖာဒီဒူ7စီဖာဒွန်းဒွစီဖာဆိုတော့ဒွဲဒွဲ11 11 10 9 9ဒါလုံးရင်ပဲဆိုရင်9လုံးရင်ပဲ8 5ဆိုတော့ပါတယ်5 4 3 2 1 five, four, three, two, one, and Seven is equal to Seven is equal to seven. Seven, five, four. Four, three, two, one. How many? Okay, let's try to see who you are. Five, four. Five, four, three, five. Don't let it right. chop. Well, chop, three, five. 你都是身体身体起来，你哪里？ ဘာဖြစ်လဲဆိုလို့ရှိရင်အစ်စ်နဲ့အဲ့တော့စတိတ်ကဲ9ရဲ့9ရဲ့10ကဲဆိုတာဘာလို့လိုက်လို့လဲတကူလက်ကနဲ့ညှောက်လိုက်ခိုင်ရတယ်ဆိုလို့ရှိရင်အခုခုနေတုံရပြီး right hand side ကိုရှင်းမယ် right hand side က query 12c4 in ac5 12c4 ဆိုတော့4321 12 11 10 9 8 7 6 5 4 3 2 1 ဒီမှာ AC5 လေးอ่ะကျွန်တော်ဒီအောက်ကကောင်ကအပေါ်ကကောင်နဲ့တဝက်ကြော်နေပြီးကျွန်တော်တုတ်ပြီးတော့ရှင်းလိုက်တာကတက်တာအဲ့တော့ AC ကနေငါ့ကိုတို့လိုက်ရင်ဘာရမလဲဆိုရင် AC3 ဆိုတော့ဒီသဘောတရားလေးပေါ့ကွာဒီသဘောတရားလေး ACR equal to AC m r နဲ့ AC5 equal to AC ACH minor 5ပါလို့ဆိုရင် ACH minor 5 5ဆိုလို့ရှိရင် AC3 အဲ့တော့ AC3 ကိုဖြတ်လာတယ် AC5 ကိုဖြတ်လာတယ် AC3 ကိုဖြတ်လာအလုံးရင်းနဲ့တော့ပို့ပြီးတော့တွဲလို့စစ်ပြီးအဲ့တော့3 2 1 8 7 6စနစ်စနစ်နေလေးရှစ်အဲ့တော့စတိတ်တဲ့30ရဲ့9ရဲ့4ရဲ့9ရဲ့ကိုဆရာတို့ ဘာလို့လဲမဆိုရင်ကယ်ကူလေတာသုံးလိုက်ပြီအဲ့ဒါဆိုရင်ဘာရမလဲဆိုရင်နေခုံကို27ပဲညာအဲ့တော့ alex s ကလည်း27720 rhs ကလည်း27720ဆိုတော့ကျွန်တော်တို့အပြစ်ပါကောင်းလဲဆိုရှင်လေ 12c5 7c4 ကွဲ 12c4 12c4 ab ac5 5 ုတ်ဘူးเนาะရမယ်เนาะရမယ်ဆိုရင်ဆရာတို့နောက်တော့